်မင်္ဂလာပါရှင်ဘုန်းကြီးတော်မူသောသခင်ယေရှုခရစ်တော်ဤနာမတော်အားဖြင့်ခွန်အားတဲ့နေ့စဉ်နှုတ်ကပတ်တော်အစီအစဉ်မှာကြိုဆိုပါရရှင်ပထမအဦးဆုံးဖျားသခင်ရဲ့ကြီးကျယ်တော်ကိုချီးမွမ်းပါလေနာမတော်ဒီခိုင်ခန့်သောရဲတိုက်ဆိုတဲ့ကောင်းခြင်းနဲ့တုတ်တန်အခန်းကြီး၁၈အငယ်၁၀ကိုဆင်ကျင်သွားကြပါတယ် ထာဝရဘုရား၏နာမတော်သည်ခိုင်ခန့်သောရဲတိုက်ဖြစ်၍ဖြောင့်မတ်သောသူတို့သည် ပြေးဝင်သဖြင့်လုံခြုံစွာနေရကြ၏ဓမ္မဟောင်းခေတ်ကာလတုန်းကခိုင်ခန့်ပြီးတော့မြင့်မားတဲ့ရဲတိုက်တွေဟာ အကာအကွယ်နဲ့လုံခြုံမှုကိုပေးပါတယ်အန္တရာယ်တွေတွေ့ကြုံလာရတဲ့အခါမှာမြို့သူမြို့သားတွေကရဲတိုက်တွေကို ပြေးဝင်ခုံလုံးကြရတယ် ကျွန်တော်တို့ယုံကြည်သူတွေအတွက်လည်းပဲသခင်ယေရှုခရစ်တော်ရဲ့နာမတော်ကခိုင်ခန့်ပြီးတော့မြင့်မားတဲ့ရဲတိုက်ပဲဖြစ်တယ်။ကျွန်တော်တို့တိုက်ခိုက်ခံရတဲ့အခါဒါမှမဟုတ်မလုံခြုံခြင်းကြောက်ရွံ့ခြင်းတွေကိုခံစားရတဲ့အခါကိုရော့စီကိုပြေးဝင်ခိုလုံနိုင်ပါလေ။အခုဘုရားသခင်ရဲ့ခိုင်ခန့်တဲ့နာမတော်ရဲတိုက်ကကျွန်တော်တို့ကိုပြေးတဲ့အရာလေးခုကပထမတစ်ခုအနေနဲ့ကျွန်တော်တို့ရဲ့ခိုလုံရအရာဖြစ်တဲ့နာမတော်ဟာ ကျွန်တော်တို့ကိုရန်သူတွေတိုက်ခိုက်လာတဲ့အခါကျွန်တော်တို့အန္တရာယ်တစုံတရာရှိလာတဲ့အခါခိုင်ခန့်တဲ့ရဲတိုက်ဖြစ်ပြီးတော့ဘေးကင်းရာ နေရာဖြစ်တယ်။သခင်ယေရှုခရစ်တော်ရဲ့နာမတော်ကကျွန်တော်တို့ခိုးလုံရာပဲဖြစ်တယ်။ကျွန်တော်တို့နေ့စဉ်တိုက်နေရတဲ့ဝိညာဉ်တိုက်ပွဲတွေမှာကြောက်ရွံ့ခြင်းမရှိဘဲနဲ့ကိုတော်ရဲ့နာမကိုခိုးလုံပြီးတော့ပြန်ပြီးတော့မှတိုက်ဖို့ဖြစ်တယ်။နောက်ဒုတိယတစ်ခုကက ကိုရိုးရဲ့နာမတော့ကလုံချုံရာရဲတိုက်တစ်ခုဖြစ်တယ်။ရဲတိုက်ကရန်သူတွေကိုအတားအဆီးအနေနဲ့ခုခံကာကွယ်ပေးထားပါတယ်။ရန်သူတိုက်ခိုက်လာတဲ့အခါရဲတိုက်ကတိုက်ပွဲမှာဗျူဟာမြောက်အတားစီရစီပါတယ်။ကျွန်တော်တို့ဘက်မှာဘုံကြီးတဲ့ဘရင်ဖြစ်တဲ့ဘုရားသခင်ရှိပြီးတော့ကျွန်တော်တို့အတွင်းမှာဂျိန်းဝတ်တော်မူတယ်။ကိုယ်တော်ကကျွန်တော်တို့ကိုဝิญဉဉ်ရေးရလက်နဲ့တွေနဲ့ခွန်အားပေးထားတယ်။ဘုရားခင်ကကျွန်တော်တို့ကိုအကာအကွယ်နဲ့ ကာကွယ်ပေးဖို့အတွက်အသင့်ရှိနေတဲ့အကြောင်း ကျွန်တော်တို့သိထားရတဲ့အတွက်ကျွန်တော်တို့ကြောက်စရာမလိုပါဘူး။နောက်တတိယတစ်ခုကရဲတိုက်ဆိုတာကအဲ့ဒီနေရာတဏျာမှာအမြင့်ဆုံးနေရာမှာ ဖြစ်လိရှိပါတယ်။ရဲတိုက်ရဲ့အနေအထားကိုအခြေခံပြီးတော့ကျွန်တော်တို့ဘယ်နေရာမှာရောက်နေတယ်ဆိုတာကိုကျွန်တော်အမြဲသိနိုင်တယ်။ရဲတိုက်နေရာကိုသိတဲ့အတွက်ကို ဘလူရဲတိုက်စီကိုလာရမင်းဆိုတဲ့လမ်းညွန်မှုကိုလည်းတခါတည်းမြင့်မာတဲ့အတွက်သိမြင်နိုင်ပါတယ်ကျွန်တော်အသက်ဓာမာဘုရားသခင်ရှိနေခြင်းကကျွန်တော်စိတ်ဝိညာဉ်တွေအတွက်ကြောက်စုပဲဖြစ်တယ်ကိုရောနဲ့နီးကပ်နေတဲ့၍ကျွန်တော်ပဝင်းခြင်းမှာရှိတဲ့လိန်လေလက်ပြားမှုတွေကနေကျွန်တော်ကိုအကာအကွယ်ပေးထားတယ်မတိချာမရေရာတဲ့အချိန်တွေကိုရင်ဆိုင်ရတဲ့အခါဘုရားသခင်ရဲ့နှုတ်ကပတ်တော်ကကျွန်တော်ရဲ့လမ်းညွန်ချက်ပဲဖြစ်တယ် ကိုတော်ကိုမျောကြည့်မယ်ဆိုရင်လမ်းပြလိမ့်မယ်။နောက်စတုတ္တတခုကရဲတိုက်မှာအဆောင်ဆိုတာရှိပါတယ်။မြို့ကိုဆောင်ဖို့ရဲတန်းရဲထိတ်မှာ ကင်းဆောင်တယောက်အမြင်ရှိတတ်တယ်။ကင်းဆောင်တဲ့သူအပြင်အာသာချက်ကတော့ရန်သူတွေကိုကြိုမြင်နိုင်ခြင်းတွေအန္တရာယ်တွေ လာနေတာကိုကြိုမြင်နိုင်တယ်။သူကလူတွေကိုစောင့်ကြည့်နိုင်ပြီးတော့အဝေးကလူတွေကိုလည်းမြင်နိုင်ပါတယ်။ဒီနေ့ကျွန်တော်တို့ကို သခင်ယေရှုခရစ်တော်ကစောင့်ကြည့်နေပါတယ်တတိနဲ့လည်းကြည်နေတာဖြစ်တယ်ဒါကြောင့်မလို့သူကဘာပြောလဲဆိုရင်သင်တို့ကိုတတိနဲ့ကြည်ရှုတော်မူသောကြောင့်သင်တို့၌စိုးရိမ်ခြင်းအမှုရှိသမျှတို့ကိုကိုရော၌အနံကြလုံးလို့ရှင်ပေတရုဩဝါဒစာပထမဆုံးအခန်းကြီး9အငယ်9မှာ ပြောထားပါတယ်ကျွန်တော်တို့လမ်းလွဲသွားတဲ့အခါမှာကိုရောကကျွန်တော်တို့ကိုပြန်ခေါ်ပါတယ် ျွန်တော်ကြုံတွေ့ရတဲ့ပြဿနာစိန်ခေါ်မှုငိုကြွေးနေရမှုအားလုံးကလည်းပဲသူ့အတွက်အသည့်အဆန်တစ်ခုတော့မဟုတ်ပါဘူးသူကကျွန်တော်နဲ့အတူရှိနေပါတယ်ကျွန်တော်မခံနိုင်တော့ဘူးလို့ခံစားရတဲ့အခါမှာကိုရောရဲ့နာမတော့ရေးတိုက်စီကိုပြေးပါကျွန်တော်ကိုကာကွယ်ပေးပြီးတော့ခွန်အားပေးပါလိမ့်မယ်ပေသူကတော့မင်းအရာရှိလူအကြီးကဲကြမ်းပြုတ်စရာတွေနဲ့ ယေဘရောဟိတ်တွေရဲ့ရှေ့မှာသခင်ယေရှုခရစ်တော်ရဲ့နာမတော်ကလွေပြီးတော့ကဲတင်နိုင်တဲ့နာမတော်တစ်စုံတစ်ခုမှ ကောင်းကင်အောက်လူတွေအပေါ်မှာမပေါ်မရှိလို့တမန်တော်အခန်းကြီး၄အငယ်၁၂ထဲမှာ ပြက်ပြက်သားသားပဲပြောဆိုခဲ့ပါတယ်။ဒါကြောင့်ဒီနေ့ဆင်ခြင်တဲ့နှုတ်တော်အားဖြင့်ဝန်ခံအသက်ရှင်ဖို့ကကျွန်တော်မခံနိုင်တော့ဘူးလို့ခံစားရတဲ့အခါမှာပရောဖက်ခင်ရဲ့နာမတော် ခိုင်ခန့်တဲ့ရဲတိုက်စီကိုပဲပြေးပါကျွန်တော်ကိုကာကွယ်ပေးပြီးတော့ခွန်အားကိုပေးပါလိမ့်မယ်သခင်ယေရှုခရစ်တော်ရဲ့နာမတော်ကကျွန်တော်ရဲ့ခိုင်ခန့်တဲ့ရဲတိုက်ပဲဖြစ်တယ်ကျွန်တော်သွားလေရာရာနေရာတိုင်းမှာသခင်ယေရှုခရစ်တော်ကကျွန်တော်ကိုစောင့်ကြည့်နေပါတယ်ဒီနေ့ကျွန်တော်ဟာဘုရားသခင်ရဲ့အကာအကွယ်နဲ့စောင့်ရှောက်မှုအောက်မှာငြိမ်သက်စွာ နေနိုင်တယ်ကျွန်တော်အနေနဲ့ပြဿနာတစ်စုံတစ်ခုနဲ့ရင်ဆိုင်ရတဲ့အခါခိုလုံဖို့အတွက် ကိုရော့စီကိုပဲပြေးသွားရမယ်။ဂျာနာစင်ချင်ခဲ့တဲ့သူတိုင်းအတွက်ကိုရော့ရဲ့နာမတော်ဟာခိုင်ခန့်တဲ့ရဲတိုက်ဖြစ်နေပါစေ။အာမင်။ဤခွန်အားတဲ့နှုတ်ကပတ်တော်အစီအစဉ်သည်နေ့စဉ်တင်ဆက်သောအစီအစဉ်ဖြစ်သောကြောင့်စောင့်မျှော်၍ဝိညာဉ်ခွန်အားယူပါရန်မေတ္တာပြည့်လို့ဆော့အပ်ပါသည်